ခင်မောတဲ့နဲ့တမိလေးတွေကိုလက်လွတ်ရပေးမှငိမ့်ချတဲ့တရားဓမ္မစစ်ကိုရှာဖွေသွားပြီဖြစ်တဲ့မန္နင်းနေရွှေမန္နင်းနေရွှေကတော့ခုချိန်မှာငိမ့်ချတဲ့တရားဓမ္မစစ်ဖြစ်တဲ့တပ်တနာဘောင်တွေကိုအပီးတိုင်ဝင်ရောက်သွားခဲ့ပြီဖြစ်ပါရင်စောပိုင်းမှာတော့မန္နင်းနေရွှေဟာမန္လိမြို့က Great Wall Hotel ပြောကြပြစီမှုမှာသူမရဲ့ခင်မောတဲ့နဲ့တမိလေးနှစ်ယောက်စာရင်မိသားစုဝင်တွေဆုံရှုံခဲ့ရတာမကသူမတို့မိသားစုတသက်လုံးချွေးနေစာနဲ့ရှာဖွေထားတဲ့ကြောက်စိမ့်တုံးကြီးပါပျောက်ဆုံးသွားတာဖြစ်ပါရင်တခြားသမန်လူတွေဆိုရင်ဒီလိုအချိန်မှာယူသွားနိုင်မယ်လေမန္နင်းနေရွှေဟာ စိတ်ကိုအားတင်းရတဲ့အသက်ဆုံးရှုံးလိုက်ရတဲ့ခင်မွန်တဲ့တမင်းငယ်လေးတွေအတွက်အလိုတန်းဒီစတိုက်ကိုပြုလုပ်ပေးနေတာပေါ့မနေ့နေ့ရှင်ကခင်မွန်တဲ့အလိုခင်မွန်တဲ့တက်ခဲ့တဲ့ចောင်းတဲ့အတူတမင်းချင်းတမင်းငယ်တက်ခဲ့တဲ့ចောင်းတွေမှာလည်းအလိုလုံးနေရပါထို့သဖြင့်တော့မနေ့နေ့ရှင်ဟာရုတ်တရက်ချက်ချင်းခင်မွန်တဲ့ချင်းရတဲ့တမင်းလေးနှစ်ယောက်ဆုံးရှုံးသွားပြီးတဲ့နောက်မှာတော့မနေ့နေ့ရှင်ဟာဘယ်ရမှမတိမြဲဘူးမနေ့ကဘာဖြစ်မှန်းမသိဘူးမသေးချင်တဲ့တရားသဘောတွေကိုနားလည်စင်ချင်းနှလုံးသွင်းသွားနိုင်ခဲ့ပါတယ် ဒါကြောင့်လေအခုချိန်မှာတော့မယ်ဒီလာရှင်ဖြစ်တဲ့သာသနာပောင်တွေကိုဝင်ရောက်သွားတာပဲဖြစ်ပါတယ်။ဗီဒီယိုလေးကိုဆုံးအောင်ကြည့်ပေးတဲ့အတွက်ကျေးဇူးတူပဲတင်ရှိပါတယ်။